DNL အဖွဲ့ကိုတမရော်ဘက်ကနေစဉ်လက်နက်ကြီးအလုံးကြီး drop ဘုံအလုံးကြီးမြောက်များစွာကိုအုံပြုကထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတောင်လက်နက်ကိုင်အဖွဲ့ DNL ထိန်းချုပ်ထားတဲ့နောက်ချုံမျိုးနဲ့တဝိုက်ကို တမရော်ဘက်ကပြန်လည်ထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိနေတယ်လို့စစ်ရေးအတိုင်းဝန်ကဆိုပါတယ်။ဒီကလေးအကြောင်းအရာကိုမတင်ဆက်ခင်မှာ Mama Times တဲ့ media ကို subscribe နဲ့ like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါစေ။ မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA, TNL, AA တို့ဟာပြီးခဲ့တဲ့2023ခုနှစ်မှာတစ်တုံညာနှစ်ခုဆစ်စင်အမည်နဲ့တိုက်ပွဲတွေကို ပြင်းထန်ဖော်ဆောင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာမြောက်ပိုင်းလက်နက်ကိုင်၃ဘွဲ့ဟာနယ်မြေတချို့ကိုတီးကြစီတရားမဝင်ထိန်ချုပ်ခွင့်ရရှိခဲ့ပါတယ်။အခုချိန်မှာတော့တရုတ်နိုင်ငံကဂျာဝင်ဆိဆက်ပြီးမှုကြောင့်တက်မရော်နဲ့ MNDA တို့ကြားမှာတိုက်ပွဲတွေရစဲသွားခဲ့ပါတယ်။ဒါပေမဲ့လို့တက်မရော်နဲ့ TNL တို့ကြာမှာတော့ဆွေးနွေးပွဲတွေဟာအဆင်ပြေမှုမရှိခဲ့ပဲတိုက်ပွဲတွေစီကိုသာဆက်လက်ဦးတည်ခဲ့ပါတယ်။တမရော်ကတော့ TNL လက်နက်ကိုင်အဖွဲ့ဝင်ရောက်နေရာယူထားတဲ့နေရာတွေကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေသလိုလက်နက်ကြီးတွေကိုလည်းအမြောက်အများအသုံးပြုကထိုးစစ်ဆင်နေပါတယ်။တောင်းလက်နက်ကိုင်အဖွဲ့ဝင်ရောက်နေရာယူထားတဲ့နောက်ချုံမြို့တွေနဲ့ပါရှိတဲ့ကျေးရွာအချို့မှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေလျက်ရှိပြီးတော့ အဲ့ဒီဒေသတွေမှာဂျွန်လာ20ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာတက်မရော်ဘက်ကတရက်ထဲမှာပဲလက်နက်ကြီး150နီးပါးနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါအပြင် drone နဲ့ဘုံအလုံးကြီး40နီးပါးကျဲချတက်ခတ်ခဲ့တယ်လို့စစ်ရေးအတိုင်းဝိုင်းထံကနေလည်းသိရပါတယ်။အလားတူပါပဲဂျွန်လာ19ရက်နေ့18ရက်နေ့တွေမှာလည်းအဲ့ဒီဒေသတဝိုင်းမှာတမရော်ဘက်ကလက်နက်ကြီးအလုံးကြီး100ကျော်နဲ့ drop on အလုံးကြီး80နီးပါးကိုအသုံးပြုက နယ်မြေထိန်းချုပ်ခွင့်ပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောင်ချိုဒေသမှာ DNL လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ point 1269စကန်ကုန်းကိုတမရော်ဘက်ကဂျွန်လာ22ရက်နေ့ယမန်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့တမရော်နဲ့နှိစက်တဲ့အတိုင်းဝန်ကဆိုပါတယ်။ဒါကြောင့်တမရော်အနေနဲ့ DNL ထိန်းချုပ်ထားတဲ့စကန်တွေကိုနေ့စဉ်လလုံးထိုးစစ်ဆင်နေလျက်ရှိပြီး နေ့စဉ်လုံလုံလက်နက်ကြီးအလုံးကြီးတရားကျော်နဲ့ပြခတ်ကားထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတမရော်အနေနဲ့နောင်ချိုဒေတာကိုပြန်လဲထိန်ချုပ်နိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ရှင်။